173ပြိုင်ပွဲမှာ heavyweight fighter နဲ့ထိုးသွားရမယ့်အာဒိုကန်ဒီပွဲပြီးရင် မာလီကင်းဂျီကကပတ်စိန်ကိုကွင်ရမှာလားပရိသတ်များအားလုံးပဲမင်္ဂလာပါများ Ikrim Marshal Sport ကနေတင်ဆက်နေပါတယ်ရှင်မေအာဒိုကန်ကတော့ဒီတိုင်းဆိုရင်မာလီကင်းနဲ့ရူရူနဲ့ပွဲပြီးရင်မာလီကင်းသိမ်းပိုက်ထားတဲ့ light heavyweight တန်းချန်ပီယံကပတ်ကိုဖြစ်ဖြစ် heavyweight ချန်ပီယံကပတ်ကိုဖြစ်ဖြစ်စိန်ကိုထိုးသက်သွားဖို့တောင်များနေပြီလို့ထင်မိပါတယ်ဘာဖြစ်လို့လဲဆိုတော့အာဒိုကန်ကိုအခုပွဲတည်ပေးထားတဲ့173ပြိုင်ပွဲမှာဆိုရင်အာဒိုကန်ရဲ့ပြိုင်ဘက်က heavyweight တန်းက fighter တယောက်ဖြစ်နေလို့ဖြစ်ပါတယ် အာရဂန်ကမီဒယ်ဝေ့တန်းမှာအောင်လာကိုနှစ်ကြိမ်နိုင်ရရှိပြီးတဲ့နောက်မီဒယ်ဝေ့တန်းမှာသူ့ကိုရှင်မြန်နိုင်တဲ့ဖိုင်တာမရှိတော့ဘူးဆိုတဲ့အနေအထားမျိုးအထိဖြစ်လာခဲ့တာပါတကယ်ဆိုရင်အာရဂန်ကိုမီဒယ်ဝေ့တန်းရဲ့ချန်ပီယံကပတ်စဉ်ခေါ်ပွဲပေးထိုးသင့်ပြီဖြစ်ပါတယ်ခန့်နေတာကမီဒယ်ဝေ့လိုက်ဟက်ဗီဝေ့နဲ့အရင်တုန်းကဟက်ဗီဝေ့အဲဒီချန်ပီယံကပတ်၃ခုစလုံးကမာလီခင်းရဲ့လက်ထဲမှာရှိနေခဲ့တာကြောင့်အာရဂန်အတွက်ချန်ပီယံကပတ်ကနီနီလေးနဲ့ဝေးဖြစ်နေခဲ့ရတာပါအာရဂန်အတွက်အတော်လေးကိုနင့်နာရတဲ့ကိစ္စလည်းဖြစ်နေပါတယ်တပည့်တစ်ဖက်မှာလည်းမာလီခင်းကဟက်ဗီဝေ့တန်းရဲ့ချန်ပီယံကပတ်ကကွယ်ပွဲကို ရိုးရိုးနဲ့ထိုးခဲ့ရတာကြောင့်ဒါကနားလေပေးလို့တော့ရပါတယ်။အဲနောက်ထပ်ဒါဘီမဲရရင်တော့နားလေမှုဆိုတာကလည်းအတိုင်းအတာတစ်ခုတော့ရှိပါတယ်။မာလီခင်က heavyweight တန်းချန်ပီယံကပတ်ကာကွယ်ပွဲမှာရိုးရိုးကိုရှုံးနေခဲ့ပြီးတဲ့နောက်အဲဒီချန်ပီယံကပတ်ကိုပဲစင်ကိုထိုးတက်ဖို့ကြိုးစားခဲ့ပါတယ်။ဒီနေရာမှာဝမ်ချန်ပီယံရှိရဲ့စီစဉ်မှုညံဖြစ်တာလက်တရားကိုပဲဦးစားပေးချင်တာထပ်ပြီးတော့ပေါ်လင်လာခဲ့ပါတယ်။တကယ်ဆိုရင်ဖြစ်တဲ့နာကမာလီခင်နဲ့ရိုးရိုးရဲ့မကြေပွဲမဟုတ်ပါဘူး။အာရိုကန်နဲ့မေဒဝေတန်းချန်ပီယံကပတ်ပွဲပေးထိုးခဲ့တင်တာပါအချိန်ကလည်းလုံလုံလောက်လောက်ရတာကြောင့်မာလီခင်းရဲ့ဝိတ်တင်ဝိတ်ချကိစ္စလည်းဆင်ပြေပါရီ ဒါပေမဲ့မာလီခင်ကမီဒယ်ဝိတ်ချန်ပီယံကပတ်ကိုကာဝယ်ဖို့ထက်ရူရူစီကဟက်ဗီဝိတ်ချန်ပီယံကပတ်ပြန်ယူဖို့သာစိတ်ဝင်စားခဲ့ပါရီဝိတ်ကိုတောင်မှအများကြီးထပ်ပြီးတော့တင်လိုက်ပါသေးတယ်အမှန်ဆိုရင်တော့မြမြတ်တတကြည်ပေးတဲ့ promotion သာဆိုရင်မာလီခင်ကိုအာရိုကန်နဲ့ထိုးဖို့ဖိအားပေးပြီးမထိုးဘူးဆိုရင်မီဒယ်ဝိတ်ချန်ပီယံကပတ်ကိုပြန်ယူသိမ်းပစ်လိုက်ရမှာဖြစ်ပါတယ်အဲဒီကပတ်ကိုမှအာရိုကန်နဲ့နောက်ထပ်တယောက်ကိုတီးပေးပြီးလူခိုင်းသင့်ပါရီဒါပေမဲ့မာလီခင်နဲ့အာရိုကန်တို့ကိုဘွဲတီးပေးလိုက်ရင်ရူရူနဲ့မာလီခင်တို့ကိုဘွဲတီးပေးတာထက်အလူစိတ်ဝင်စားမှုနည်းပါလိမ့်မယ်အကျိုးမြတ်ရတာကလည်းပိုနည်းပါမှာဖြစ်ပါတယ် အဲဒါကြောင့်မဲ့ဝမ်ချမ်ပီယံရှစ်ဘက်ကမာလီခင်နဲ့အလိုလိုလိုပါလောက်ကာအာရိုကန်ကိုနှိပ်ကွပ်ထားတာဖြစ်ပါတယ်။အာရိုကန်ကလည်းအခြားပင်မဟုတ်ပါဘူး။မီဒီယဝိတ်တန်းမှာထိုးစရာမရှိဘူးဆိုတော့လာဟီဗီဝိတ်တန်းကိုတက်ပြီးတော့ကော်ဗာအိုနဲ့ပွဲဖြစ်ခဲ့ပါတယ်။အဲပွဲမှာပထမအချိန်နဲ့အမှောက်သိမ့်လိုက်ပြီးတော့အနိုင်ရရှိခဲ့တာကြောင့်အာရိုကန်ရဲ့အစဉ်တန်းကဘယ်လောက်ထိရှိတယ်ဆိုတော့တက်ပြီးပေါ်လွင်ခဲ့ရပါတယ်။ဖြစ်ချင်တော့လာဟီဗီဝိတ်တန်းမှာလည်းထိတ်တန်းဖိုင်တာကောင်းနေသိမ့်မရှိတဲ့ပုံမှာပဲ။အဲဒါကြောင့်ခုဆိုရင်တော့ဝမ်ချမ်ပီယံရှစ်ကအာရိုကန်ကိုဟီဗီဝိတ်တန်းမှာပွဲတီးပေးလိုက်ပြီးလည်းဖြစ်ပါတယ်။လာမယ့်1173ပွဲမှာတော့အာရိုကန်ရဲ့ပွဲဥပါထည့်သွင်းထားပြီး ဂျပန်ဖိုက်တာတာခဲအူချီနဲ့ပွဲတီပေးလိုက်တာဖြစ်ပါတယ်။တာခဲအူချီကဝမ်းမှာနှစ်ပွဲထိုးတစ်ပွဲနိုင်တစ်ပွဲရှုံးရလက်ပိုင်းဆိုင်ထားပြီးတော့ပညာပိုင်းရအာရုကန်အသာနိုင်ရရှိလိမ့်မယ်လို့ယူဆပေမဲ့ heavyweight တန်းရဲ့ power ဆိုတာကိုတော့အမေထားလို့မရပြန်ပါဘူး။အဲဒါကြောင့်မယ်အဲ့ဒီ heavy weight power ကိုအာရိုကန်ဘလောက်ထိတောင်းခံနိုင်မလဲဆိုတာဒီပွဲမှာစောင့်ကြည့်သွားမှာဖြစ်ပါတယ်ဒီကြိမ်1173ပြိုင်ပွဲပြီးရင်တော့ MMB ဘက်ချမ်းရဲ့အခုအပေါ်ဘက်ဝိတ်တန်းဒီမှာအပြောင်းလဲတချို့ထပ်မံမြင်တွေ့ရဖို့ရှိပါတယ် အထူးသဖြင့်တော့အာရိုကန်က light heavyweight တန်းလောက်ထိတက်ပြီးတော့မာလီခင်ကိုစိန်ခေါ်ဖို့များပါတယ်။ဒီချိန်မှာတော့ဝမ်ချန်ပီယံရှစ်အနေနဲ့အာရိုကန်ကိုချန်ပီယံကပတ်စိန်ခေါ်ခွင့်ပေးသင့်ပြီလို့မြင်မိပါတယ်။မဟုတ်ဘဲနဲ့အရန်နေနှိတ်ကိုထားရင်တော့အာရိုကန်လည်းရာနီယာဖောက်သွားတဲ့လမ်းတော့ကို light shot သွားနိုင်ကြပါမယ်ခင်ဗျာ။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာ။ကို့အမြင်သူ့အမြင်ဖလှယ်သွားခဲ့ကြပါအောင်ခင်ဗျာ။အစုံလေးလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။